တရေတမက်နဲ့တင်တက်ခဲ့ရတဲ့ညမနေ့ညကကစားခဲ့တဲ့စပါနဲ့မန်ချက်တူရဲ့ပွဲစဉ်ကတူးတူးဆိုတဲ့ရလနဲ့ပြီးဆုံးသွားခဲ့ပါပြီပွဲစဉ်ကတော့စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေနဲ့ပဲဖျော်ဖြေပေးနိုင်ခဲ့တယ်လို့ပြောရမှာပါပွဲထွက်လူစင်းနေမှာတော့စပါလိုအနေနဲ့အကြီးကကစားသမားတွေဖြစ်တဲ့ရချာလီစင်စီမွေရိုမီယိုအစရှိတဲ့ကစားသမားတွေလည်းပွဲကိုထွက်ရှိလာခဲ့တယ်တစ်ဖက်ကမန်ချက်အသင်းကတော့ သူပြည်ဒါအဓိကကသသမားတွေဖြစ်တဲ့အန်ဘွန်ဘူဖာနန်ဒီကွင်ဟာအပါအဝင်ဒါအခြားသောအဓိကကသသမားအများစုနဲ့ပဲပွဲကိုထွက်ရှိလာခဲ့ရလဲဖြစ်ပါရဲ့ဒီပွဲမှာဆိုလို့ရှိရင်တော့မန်ချက်တာတို့ပွဲကစားချိန်ပထမပိုင်းမိနစ်30လောက်ကလေးကအထာနဲ့အာမက်ရဲ့ဖန်တီးပေးမှုကိုစတားလုံးရန်ဘူမဟုတ်တဲ့ဖင်ကောင်လေးအန်ဘူဘူကအကောင်းဆုံးတွင်းယူပေးခဲ့တာလည်းဖြစ်ပါရဲ့ပွဲစဉ်ရဲ့ပထမပိုင်းကိုတော့ပြန်မတက်တဲ့မန်ချက်ကပဲ ဇေယျွမ်းဆိုတဲ့ရာလနဲ့ဥဆောင်ထားခဲ့တာပါပွဲကစားချိန်ဒုတိယပိုင်းမှာတော့မန်ချက်တိုတက်ပြစ်လာခဲ့ပြီးကွဲလဲရောခံစစ်မှာပါအလုံးမဖြစ်ဘဲနဲ့အလက်ရှုပ်နေခဲ့တာပါအဲဒီမှာဆိုလို့ရှိရင်ပို့ပြီးတော့စစ်ဖြစ်ဖို့ကောင်းတာကဇေယျွမ်းဆိုတဲ့ကျင်းပြောင်းတဲ့ရာလမှုကိုတာယာနေပြီးတော့ကွဲလဲပိုင်းမှာဖာနန်တဲ့အပါအဝင်ကစားသမားအများစုကယော်ဒီယော်ရဲ့ပေါ်ဒီပေါ်စာနဲ့ကွဲကိုအေးအေးဆေးဆေးကစားနေတာကိုမြင်တွေ့ခဲ့ရတယ်ဖြစ်ပါရဲ့စပါးတို့တွေချစ်ပါဂိုးကိုတော့ ဥထုတ်ကြီးရဲ့ဖန်တီးပေးမှုနဲ့အတူမက်တီတဲကပွဲချိန်84မိနစ်မှာတွင်းယူပေးခဲ့တာပါပွဲကစားချိန်အချိန်ပေါ်တမိနစ်မှာတော့ချာလီချပလင်မဟုတ်တဲ့ရစ်ချာနေစင်ကမာယာကောင်းနဲ့အသားအရလမ်းကြောင်းပြောင်းကစပါတို့အတွက်အဖိုးတန်အနိုင်ကိုတွင်းယူပေးခဲ့တာလည်းဖြစ်ပါရဲ့မန်ချက်တိုကစားပုံကယော့ဒီယော်ရဲ့နဲ့တက်ပြစ်နေတဲ့ဆိုပေမဲ့ခက်သမိုင်းမှာမရိုင်းခဲ့တဲ့အသင်းပြီးပြီး 3မိနစ်မန်ချစ်ကိုပြန်လည်မြင်တွေ့ခဲ့ရပြီးတော့အချိန်ပိုး6မိနစ်မှာဟိုလစ်ဒီလက်ကအဖိုးတန်ချစ်ပါကိုတွင်းယူပေးခဲ့တာကြောင့်တူတူဆိုတဲ့ရာထဲနဲ့ပွဲစဉ်ကတော့ပေးဆုံးသွားခဲ့တာလည်းဖြစ်ပါတယ်။ဒီပွဲကတော့မိနစ်80ကျော်မှာပဲရင်ခုန်စိတ်လို့ရှားရတဲ့အခိုက်အတန့်တွေကိုမြင်တွေ့ခဲ့ရလည်းဖြစ်ပါတယ်။ဒီပွဲမှာစိုက်ကားသမားမောင်မန်ချစ်ကအကြိုက်ဆုံးကစားသမားဆိုလို့ရှိရင်တော့ဂိုးပေါက်ကိုအကောင်းဆုံးစေ့ပြသွားတဲ့စူပါမန်လို့ကြမ်းတဲ့ လမ်းမန်းကိုပြောရမှာဖြစ်ပြီးနောက်တစ်ယောက်ဆိုလို့ရှိရင်တော့ပွဲတိုင်းလိုလိုတသွေးလုံးညံ့နေရင်တော့တယောက်ထဲကောင်းနေတတ်တဲ့ဖင်းကောက်လေးအံပွင့်ဖို့ပဲဖြစ်ပါရဲ့မကြိုက်တဲ့ကစားသမားတွေဆဲကဆိုလို့ရှိရင်တော့ယူပါလမ်းပင်မဲ့ထင်းတလောက်မကျန်းနဲ့ဆရာဆရာကြီးကိုက်ဆက်ပိုင်းကစစ်စကိုပဲဖြစ်ပါရဲ့ဘရာသားတွေရောဒီပွဲမှာဘဲကစားသမားကိုကြိုက်ပြီးတော့ဘဲကစားသမားကိုစိတ်တိုင်းမကျဖြစ်လဲဆိုတာကောမန့်လေးမှာတစ်ချက်လောက်မှန်ခဲ့ကြပါအောင်ကြောင့်စပါးအသင်းမှာဆိုလို့ရှိရင်တော့ ကသမအများစုကတော့တကယ်ကိုကျင့်တတ်စရာကောင်းတဲ့စွမ်းဆောင်ရည်ကောင်းတွေကိုချပြနိုင်ခဲ့လို့ကျွန်တော်ကတော့ထင်မြင်မိပါတယ်။ဟုတ်ကဲ့ပါပွဲစဉ်ရဲ့ပွဲပြီး review လေးကတော့ဒီလောက်ပါပဲ။နောက်တစ်နေ့မှာလည်းဒီလိုမျိုး video လေးတွေကိုပြုလုပ်ပေးသွားအောင်မှာဖြစ်လို့စိုက်နေတဲ့တယ်ဆိုလို့ရှင်တော့ video လေးကို like and share လုပ်ပြီး channel လေးကိုလည်း subscribe လုပ်ထားဖို့မမေ့ချနဲ့နော်။